ပိုင်းတည်အကျင့်များကို နားလည်ခြင်းအကျင့်များရဲ့ရည်ရွယ်ချက်အကျင့်တွေမှာရည်ရွယ်ချက်တစ်ခုစီ ရှိပါတယ်အဲ့ဒါတွေကမတိစိတ်ကပြုလုပ်တဲ့အပြုအမူတွေ မတိစိတ်ကပြုတ်လုတဲ့တွေးတောမှုတွေနဲ့မတိစိတ်ကနေရှမှတ်တဲ့ဆုံးဖြတ်ချက်တွေပဲဖြစ်ပါတယ်အကျင့်တွေကိုသိအောင်တွန်းအားပေးမကြိုးစားရင်တော့ကျွန်တို့ရဲ့လုပ်နေကြအပြုတ်မျိုးတွေးခေါ်ပုံတွေနဲ့အမှုအကျင့်တွေကိုပြောင်းလဲလို့ရမှာမဟုတ်ပါဘူးအကျင့်တွေဟာတကယ်တော့တိတ်အံ့ဩစရာကောင်းတဲ့တီထွင်မှုတွေပဲဖြစ်ပါတယ်သူတည်တနာတွေလုံကြည့်ရဲ့အခါတဏမှုနာတွေဖြစ်တဲ့မိဘတွေစီကလာတာဖြစ်ပါတယ်မိဘတွေစီကရတဲ့အကျင့်တွေဟာကျွန်တော်တို့ကလေးဘဝကနေလူလားမြတ် ောက်အရွယ်ရောက်လာတဲ့အထိကျွန်တော်တို့အပေါ်လွှမ်းမိုးမှုရှိတယ်လို့သူတည်သနာပြုချက်ဒီမှာဖော်ပြထားပါတယ်မိဘတွေရဲ့အကျင့်တွေဟာကလေးငယ်တွေစီကိုကူးဆက်တာဖြစ်ပါတယ်မိဘတွေရဲ့အကျင့်တွေတူခိုးတာတချို့ဟာအာယုံကြောနဲ့သက်ဆိုင်ပါတယ်ကျွန်တော်တို့ရဲ့အုံနောက်တွေမှာမှန်သား neuron mirror neuron လို့ခေါ်တဲ့အရာတစ်ခုရှိတယ် ဒါရှိရတဲ့ရည်ရွယ်ချက်ကမွေးကင်းစားတဲ့တိတက်ဆကလေးတွေကမိဘတွေရဲ့အပြုအမူတွေလှုပ်ရှားမှုတွေစိတ်လှုပ်ရှားမှုတွေကို အတုခိုးယူစေဖို့ပဲဖြစ်ပါတယ်ဒီနျူရွန်တွေဟာသမိုင်းမတိုင်မီလူသားဖြစ်ပေါ်ပြောင်းလဲမှုရဲ့ရှေးအမွေအနေတစ်ခုဖြစ်ပါတယ်နျူရွန်တွေရှိနေရခြင်းရဲ့အဓိကရည်ရွယ်ချက်ကတော့တည်ရေးရှင်ရေးကိစ္စမှာအကူအညီပေးနိုင်ရေးအတွက်ဖြစ်ပါတယ်ဒီမိဘတွေကိုအတုယူတာတချို့ကတော့ပဝန်းကျင်နဲ့လဲဆိုင်ပါတယ်ကလေးလေးတွေဟာမိဘတွေကိုအမြဲတမ်းနားဆွင့်နေလေ ရှိပါတယ်။မိဘတွေရဲ့အပြုအမူကိုလည်းအမြဲကြည့်နေတတ်ကြတယ်။ တချို့ကကလေးတွေအပေါ်အတင်းအကျပ်အကျင့်ဖြစ်စေတာမျိုးပါမိဘတွေကကလေးတွေကိုတချို့ပြုမှုတွေလောက်ခိုင်းတာမျိုးတွေရှိပါတယ်2014မှာထုတ်ဝေခဲ့တဲ့ The American Journal of Family Therapy မှာဒေါက်တာပရက်မန်ကအသက်9နှစ်နောက်ပိုင်းကလေးတွေရဲ့အကျင့်တွေဟာတိတ်ပြီးညံ့ညဆဆမပြောင်းလဲသွားတော့ပါဘူးလို့ရေးသားဖော်ပြထားပါတယ်ကလေးတွေအရွယ်ရောက်လာတော့မှပဲသူတို့ရဲ့ငင်းစင်ဘဝကအကျင့်တွေကိုဖျက်ပြစ်နိုင်လေရှိပါတယ်သူတို့ရဲ့ပတ်ဝန်းကျင်အစ်စ်တွေအလုတ်ထဲကတင်ပြီး ေးတဲ့ mentor ဆရာတွေဘဝတစ်သက်တာလုံးသင်ယူလေ့လာခဲ့ရတာတွေကတစ်စက်အကျင့်အသစ်တွေရကြပါတယ်။ နေ့စဉ်လှုပ်ရှားမှု40ရာခိုင်နှုန်းဟာအကျင့်တွေဖြစ်တာကိုတွေးရှိခဲ့ပါတယ်။အကျင့်မှာရုပ်ပိုင်းစိတ်ပိုင်းပြုမှုတွေပါဝင်ပါတယ်။ဒီလိုနေ့စဉ်အကျင့်တွေက ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေကိုမတိစိတ်နဲ့ထိန်းချုပ်နေပါတယ်။ပြင်းစရာကောင်းနိုင်ပေမဲ့ကျွန်တော်တို့ရဲ့နေ့စဉ်အကျင့်တွေဟာအောင်မြင်မှုကြရှုံးမှုတာမန်အဆင့်လောက်ပဲရှိရတဲ့အတွက်ပြုဝတ်ဆက်ပဲဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ရုပ်ပိုင်းစိတ်ပိုင်းနဲ့ရွေးချယ်မှုတွေပါတဲ့လုံနေကြအပြုတ် အမှုအကျင့်တွေဟာကြွယ်ဝမှုနဲ့စည်ရဲမှုတွေရဲ့အကြောင်းတရားပဲဖြစ်ပါတယ်။မိဘတွေဆရာတွေစီကအကျင့်ကောင်းနေကြတဲ့ကလေးတွေဟာဘဝမှာထူးချွန်အောင်မြင်ကြပါတယ်။လောကကြီးကိုနိုင်နင်းကြပါတယ်။ရိုသေလေးစားမှုကိုခံကြရပါတယ်။ငွေကြီးအများပြရရှိကြပါတယ်။နေ့စဉ်အကျင့်ကောင်းတွေမရှိတဲ့လူသားပေါင်းများစွာကိုထိန်းချုပ်ထားပါတယ်။ကျွန်တော်တို့ဟာကမ်းခြေကအိမ်ကြီးအိမ်ကောင်းမှာနေနေရတာဒါမှမဟုတ်ကျူးကျော်ရက်ွက်မှာ စစ်စစ်ရဲ့ရဲ့နေနေရတာတွေဟာကျွန်တော်တို့ရဲ့နေစဉ်အကျင့်တွေကြောင့်ပဲဖြစ်ပါတယ်။တစ်နှစ်တစ်နှစ်ဒေါ်လာတန်ပေါင်းများစွာဝင်နေရတာတစ်နှစ်တစ်နှစ်ရှစ်ကုပ်သုံးနေရတာတွေဟာကျွန်တော်တို့ရဲ့အကျင့်တွေကြောင့်ပဲဖြစ်ပါတယ်။ကျွန်တော်တို့ပျော်ရွှင်ရတယ်မပျော်ရွှင်ရဘူးဆိုတာတွေကလည်းအကျင့်တွေကြောင့်ပဲဖြစ်ပါတယ်။အကောင်းဆုံးကောလိပ်တက်ခွင့်ရတာနဲ့အထက်တန်းကျောင်းအောင်ပြီးမင်းကျူးစားခဲ့ရတာဟာလည်းကျွန်တော်တို့ရဲ့အကျင့်တွေကြောင့်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ဘဝနဲ့ကလေးတွေရဲ့ဘဝတွေဟာလည်းကျွန်တော်တို့ရဲ့အကျင့်တွေပေါ်မူတည်နေပါတယ်။ဒါကတော့အကျင့်တွေဘလောက်အရေးကြီးလဲဆိုတာတွေပါပဲ။တင်ဘဝပြောင်းလဲဖို့အတွက်တင်ရဲ့နေ့စဉ်အကျင့်တွေကိုပြောင်းကိုပြောင်းပြရမှာဖြစ်ပါတယ်။